အာဆင်နယ်အသင်းကပေါ်ပေးအသင်းကိုနှစ်ဂိုးဂိုးမရှိတဲ့အနိုင်ရခဲ့တဲ့ကာရာဘောလိဖလာတတိယအဆင့်ပွဲစဉ်မှာအာဆင်နယ်အသင်းကစားသမားဘွားပထမဆုံးတွင်းကိုသွေးဝင်နိုင်ခဲ့တဲ့အီစီကထူးခြားတဲ့အခိုက်အတန့်လို့ပြောခဲ့ပါဗျ။အီစီက အာဆင်နယ်အတွက်ပထမဆုံးအသွင်းကိုရယူနိုင်ခဲ့တာဟာထူးခြားတဲ့အခိုက်အတန့်ဖြစ်ပြီးနိုင်ပွဲလည်းရယူနိုင်ခဲ့ပါတယ်။နောက်ထပ်စင်တက်ဖို့ကပိုအရေးကြီးပြီးဒါကအဓိကအရာပါ။ဂိုးအေရီယာထဲမှာနေရာလွတ်တစ်ခုကိုရှာတွေ့ခဲ့တာကြောင့်အကောင်းဆုံးအဆုံးသတ်ခဲ့ပြီးကန်ကောက်ခဲ့ပါတယ်။နောက်ထပ်အသွင်းကိုထပ်ပြီးသွင်းယူနိုင်ဖို့ကြိုးစားသွားမယ်လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့ကခရစ်စတယ်ဘဲလီအသင်းကနေပေါက်တန်း60နဲ့ပြောင်းရွှေ့လာခဲ့တဲ့အီစီယာအာဆင်နယ်အသင်းအတွက်၅ဝက်ပါဝင်ကစားပြီးမှပထမဆုံးအသွင်းကိုသွင်းယူနိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းကြီးပြအာဒီတာကအီစီယာအသင်းအတိုင်းစိတ်ကစားပုံကိုပိုပြီးကောင်းအောင်လုပ်ပေးဖို့အတွက်အသင်းကိုပေးစီရတော့အများကြီးရှည်သေးတယ်လို့ပြောခဲ့ပါတယ်။အီစီယာအာဆင်နယ်အသင်းအတွက်ပါဝင်ကစားထားတဲ့၅ဘွယ်မှာတိုက်စစ်ရဲ့မတူညီတဲ့နေရာတွေမှာကစားထားရတာဖြစ်ပါတယ်။အာဆင်နယ်အသင်းကြီးပြအာဒီတာပေါ်ပေးတဲ့ပွဲစဉ်မှာဝဒမကေပါကိုပွဲဥထွက်ပြအသုံးပြုခဲ့ပြီးနောက်ကက်ကိုလည်းပွဲထွက်လူစင်းနဲ့ထည့်သွင်းခဲ့တာ စာခါကိုတနိုင်ကြပါဝင်ကစားစီခဲ့တာပါအာဆင်နယ်သင်းဒီပြအာဒီရာကဒီဘက်မှာဘယ်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့တာကကောင်းမွန်တဲ့အချက်လို့ပြောပြပါရယ်အာဆင်နယ်သင်းဟာကာရာဘောင်းဖလားစလုဒ်အဆင်မှာဘရိုက်တန်သင်းနဲ့တွေ့ဆုံရမှာပါဒါတန်ကလည်းဟာလာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်နျူကာဆယ်သင်းအိမ်ဝင်သွားရောက်ရှင်ပြန်ရမှာဖြစ်ပါရယ်